အချစ်စကားကိုသူငယ်ဆန်းဆန်းမလို့ပြောမလဲကဲကြည့်ရအောင်နော်အရင်ဆုံးစာဆန်တဲ့ဟာလေးကိုအရင်ရှင်းပြမယ်နော်စာအနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ခမားကိုချစ်တယ်ယောက်ျားလေးကကျွန်တော်ဆိုရင်ผมผมပြီးမှသူက buff ကနောက်ကလိုက်တာ subject ပြီးရင် buff ကလာတာဆိုတော့ချစ်တယ်ဆိုစကားလုံးကလိုက်တာနောက်ကနေ rat rat ချစ်တယ်ခမားကိုတင့်ကိုဆိုရင် khun khun စာတင့်ပေါင်းလိုက်တယ် ผมรักคุณ ผมรักคุณ จะเนาะခင်ဗျားကိုချစ်တယ်ဆီယမအောင်အဲ့လိုမျိုးလာပြောရင်ဆီယမပြန်မကြိုက်ဘူးเนาะဒီလားအရန်ဆာဆန်လို့ရည်စံစကားလို့လာပြောရင်အေးပျော်သွားမှာအဲ့တော့ဆီယမတော့အခုပေါ့ပေါ့ပါပါဆိုဘယ်လိုပြောမလဲเนาะငါနဲ့ကိုချစ်တယ်ฉันรักเธอ ฉันรักเธอ ฉันဆိုတာကငါ rak ချစ်တယ်เธอเนี่ยฉันรักเธอငါနဲ့ကိုချစ်တယ်ဒီမှာနောက်တစ်ခု kiss ပြန်ပြောလို့ရတယ် รักนะชิดเนาะอย่ามีอะไรเว้ยป๊อปป๊อปๆๆดิรักนะตะชู่สรชื่อเลยปูบี้มาคิวส์เปียงบอกได้ชื่อตัวเองตัวเองรักนะรู้ไหมตัวเองตัวเองสระกะเตียวเนี่ยเตียวเนี่ยเปลี่ยนแปลงขอล่ะตัวเองสระตะแกนมิมิโกโก้โลပြောတာกอมมาเนี่ยแหละกอมเลี้ยงโตเองโลขอเลยกอมเนี่ยแหละกอมมาเลี้ยงโตเองโลขอเลยတယောက်နဲ့တယောက်ကအပြန်လန်တော့နင်းလဲငါလဲငါလဲနင်းလဲဆိုရဲပုံစံမျိုးဖြစ်တာပေါ့နော်။တုံအင်းတုံအင်းဆိုတာတစ်ဖက်ကိုခေါ်လိုက်တာ ရငါချစ်တယ်နော်ရူပာတီလာရူပာဒါမို့ရူမိုင်းတီလာဒါဒါမျိုးပြောလို့ရတယ်ဒီမန်ဒီမန်ချစ်တယ်နော်တီလာဒါမျိုးပေါ့နော်နည်းနည်းလေးအမူအရာလေးကလည်း cues ပြရမယ်ပေါ့နော်ဆရာမရဲ့အမူအရာတော့မကြည့်နဲ့ပေါ့နော် cues ပြအောင်လုပ်ပြီးမှလည်းအဲ့လို train နေပြီးမှပြောကြတာပေါ့ပြီးရင်ထိုင်းနေရပေါ့နော်တို့ကစကားပြောရင်လေအများအားနေဟိုနှမ်းဆိုတဲ့စကားလုံးရမ်းပါနှမ်းဆိုတာကနော်ပေါ့ ်ဆရာမတို့ okay နခါဆိုတဲ့သချင်းတော်ရှိလေ okay တော့ရှင့်လို့ပြောတာနခါနခါယောက်ျားလေးစိတ်နခါနခါဒါကချွဲနှွယ်ပြီးပြောတဲ့စကားလုံးဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဆရာမတို့ရဲ့ဗီဒီယိုကြည့်ပြီးတော့အချစ်စကားကိုပေါ့ပေါ့ပါပါလေးပြောလိုက်ရအောင်เนาะအားလုံးကျေးဇူးများ යි တမရင်အခုလိုပဲပေါ့เนาะဒီဗီဒီယိုလေးကိုလုတ်ဖြစ်တဲ့အကြောင်းရင်းတွေကတော့ဆရာမတို့ရဲ့ချက်ပေါင်းပါပေါ့เนาะသိချင်တာနေလာမေးတာရှိတယ် အဲ့တော့ဆရာမတို့အားမှာ CC ပြီးရောမှာဗီဒီယိုလေးရိုက်ပေးတယ်တင်ဆက်ပေးတယ်တေချန်နာရှင်ပြောပါအာမနာပါနဲ့ဆရာမတို့နော်မြန်နဲ့တင်ဆက်ပေးနိုင်အောင်ကြိုးစားပါမယ်ကျေးဇူးတင်ပါတယ်ခေါက်ခွန်မခါ